ဆိုချမ်းသာတာဆိုတာကလောကလူတွေဟာဒါနရဲ့ကောင်းမှုရဲ့အကျိုးရှိမရှိဘူးတစ်ခုလေးပဲစဉ်းစားလူဘဝမှာလူလာဖြစ်တဲ့အခါမှာတချို့ကစားစရာတောက်စရာမရှိတဲ့ဆင်းရဲတဲ့အိမ်တော့မွေးတယ်တချို့ကတထေးအိမ်မွေးတယ်အဲ့ဒီနှစ်ဦးကဘာကြောင့်ဒီလိုဖြစ်ရလဲဘယ်သူကပို့လိုက်တာတော့နော်သူကိုယ်တိုင်ရွေးချယ်တာတော့မဖြစ်နိုင်ဘူး ူကိုယ်တိုင်ရွေးချယ်လာတဲ့ဆိုရင်လူတိုင်းလူတိုင်းဟာဟောလာတဲတဲ့တော့ဝင်မှာမဟုတ်ဘူးတိုက်ဖို့ယူရတက်ကြမှာပဲချမ်းသာတဲ့အိမ်သွားကြညာမှာပဲလေတဘာဝအဲ့တော့ကံတရားပို့လိုက်တယ်ဆိုတာထင်ရှားတယ်ကိုလုံးလို့ချမ်းသာတဲ့လူပြောရလောက်အောင်လေဘာမှမလုပ်ရသေးခင်ကလေးချမ်းသာတဲ့မိသားစုကရောက်သွားတယ်အဲ့ဒါဘယ်သူကလုပ်ပေးတာတော့လို့ဆိုရင်ကိုလုံးခဲ့တဲ့ဒါနကောင်းမှုတွေပဲလို့ ဒီအကြောင်းပဲရှိတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာချမ်းသာခြင်းအကြောင်းဖြစ်တဲ့ဘဝမှာစိပောဥစ္စာတိုးတက်တယ်ဒီတိရှိဥစ္စာနဲ့ပြည့်စုံတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒါနကောင်းမှုရှိလာလို့ရှိရင်သူ့အတွက်ဘဝမှာအလုံးဟာအစင်းင်းဖြစ်နေတာဌာနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မှာအစင်းင်းဖြစ်နေတယ်အဲ့တော့ဒါနကောင်းမှုပဲလုပ်ပါဒီလိုဆိုလို့နေเนาะ ဆူတောင်းနေုံနဲ့တော့မရနိုင်ဘူးခုံတရင်ကြီးတယ်ဆိုတာလဲသူများကုန်ကိုမချိုးနိုင်တဲ့ပုံကိုယ်တွေသူတို့အားကိုအပြစ်မပြောတဲ့ပုံကိုယ်တွေခုခေတ်မှာဆိုလို့ရှိရင်အပြစ်ပြောတာတွေကတော်တော်များတယ် hate speech တွေပါတယ်နဲ့เนาะလူမမြင်ရတော့ Facebook ထဲကနေရေးကြတယ်လေဟိုရေးတီးရေးအလေးနဲ့တော့ဆဲဆဲလို့ဆဲအဲ့ဒါတွေကလည်းတကယ်တော့ခုခေတ်ပိုများလာတယ် ပုံများလာတာဟာသူတို့အတွက်နောင်တခက်မှဆိုရင်ဆိုးကျိုးရဖို့အများကြီးဖြစ်လာနိုင်တယ်ပေါ့ဒါတွေကသူတို့ရဲ့စိတ်နေစိတ်ထားမကောင်းဘူးဆိုတော့အဲ့ဒီမကောင်းတဲ့စိတ်နေစိတ်ထားရဲ့ reaction ရာသူတို့ဟာဒီပုံစံပြန်ဖြစ်ခံရမှာအကုန်သတင်းကြွယ်ဝတဲ့ပုံကမဖြစ်နိုင်တော့အဲ့ဒါကြောင့်မို့လို့ရသော်ပြန်ဒီဘဝအခြေအနေတွေရချင်လို့ရှိရင် ထူတောင်းမနေနဲ့စိတ်ထဲကရကျင်တဲ့စိတ်လေးနဲ့ပြထားနေအသက်ရှိခြင်းအသက်ရှိခြင်းရှင်ကြောင်းအကြောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုလုပ်ပါအစင်းလပ်ပါပြီးအသားရိပ်ဆူပြခြင်းရင်ဆူပြခြင်းအကြောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုလုပ်ပါချမ်းသာခြင်းချမ်းသာခြင်းအကြောင်းဖြစ်တဲ့ကုသိုလ်ကောင်းမှုလုပ်ပါခုံတရင်ချီခြင်းနဲ့စီပေါင်းဥစ္စာတိုးတက်ခြင်းနဲ့အချမ်းရများခြင်းနဲ့ဆိုရင်ခုံတရင်ချီဖို့စီပေါင်းဥစ္စာတိုးတက်ဖို့ဆိုတဲ့ အကြောင်းတရားတွေဖြစ်တဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ပါနောက်ဆုံးနိုင်ရသူတိရောက်ချက်နဲ့ဆိုလို့ရှိရင်